မကွေးတိုင်းမြိုင်နယ်ပေါ့မြွနယ်တွေကရင်းနှံမော်ရီရှိတဲ့နေရာတွေကိုစစ်ကောင်စီတပ်ကလေကြောင်းနဲ့မကြာခဏတိုက်ခိုက်နေတာကြောင့်လေကြောင်းရန်ကနေကာကွယ်ဖို့ဒေသခံတွေဘုံခုချင်းတူးနေရပါတယ်။ရင်းနှံမော်ရီရှိတဲ့လက်ပံတို့ဘောင်ပင်တရက်ကန်စုံကုံစူဝင်စိတ်ချေညောင်ကုံနဲ့ဂျုတ်ကုံကြီးရွာအပါအဝင်ရွာပေါင်းဆယ်ရွာခန့်လေကြောင်းနဲ့မကြာခဏဘုံကျဲတိုက်ခိုက်ခံနေရတာပါ။ လင်းရင်တန်းကြားရင်နှီးဆက်ရဘုံခုချင်းတဲ့ကိုပြေပုံရသလိုဘုံခုချင်းကြဲကြဲတူထားပြီးကလေးတွေကိုအဲ့ဒီထဲမှာပဲအမြဲထားနေရတာမျိုးတွေလည်းရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်ညာမျိုးနယ်ထဲမှာဆိုရင်စစ်ကောင်စီတပ်ကနေရောညပါလေချောင်းနဲ့တိုက်ခိုက်နေလို့ဘုံခုချင်းတွေအမြန်အစံတူးနေကြတယ်လို့ဒေသခံတယောက်က RFA ကိုပြောပါတယ် တန်းနိုင်နေဒီကတော့အကြီးပုပ်ပုပ်ကြီးပြီးပြီးတော့ဘာနဲ့ဆိုတော့အပြသားလေးတွေပါလိမ့်ချအဓိကနံပါတ်၁ကတော့ရတာကဘူးပုပ်ပုပ်နဲ့ဆင်းနေဆုံးတာကိုယ်စင်မှာတိုင်းတော့ဘောနောကိုယ်အစားထိတာဘာညာမရှိဘူးဘောနောတော်တော်များကဘူးကိုကျင်ပြီနေကြတော့ဘောနောဒီတောင်းသွားတာလေတိုင်းရှိတယ်ညဘက်ဒီပဲရှိတာပဲဘုံကိုကျင်တစ်ခုကိုအ ਨੇ ဆုံးအနက်၄ပေကနေ9ပေကြာတူရပြီးအဲ့ဒီပုံမှာ၄လက်မကနေ9လက်မအရွယ်တစ်သားတုံးတွေကိုခက်စိတ်စိတ်တင်းရတယ်လို့ဆိုပါတယ် အုံနဲ့တည်တည်ချာချာတိဆောက်ရင်တော့ငွေကျပ်25သိန်းလောက်အထိကုန်ကျနိုင်တာကြောင့်ငွေကြေးမတက်နိုင်သူတွေနဲ့ယောက်ျားသားမရှိတဲ့နေအိမ်တွေကိုတော့ရက်ရွာကပဲဝိုင်းဝန်းကူညီပြီးလှုပ်ပေးနေရတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီတပ်ဟာလေကြောင်းနဲ့မကြာခဏတိုက်ခိုက်နေတာကြောင့်စိုးရိမ်နေကြရတယ်လို့မြန်ဒေသခံတယောက်က RFA ကိုပြောပါတယ်။ လုံးလေရတော့အလင်းလန်ကြိုင်ပုံလက်နေကြတယ်အကုန်လုံးကျွန်တော်နဲ့ဒီ30ခွာလောက်မှာဖြစ်သွားတယ်ဖြစ်သွားတော့ကျတော့တန်ကြတာနဲ့ဒီမှာအကုန်လုံးပြီးကုန်လုံးတွေကအကုန်လုံးပြည့်စုံသွားပြီမနက်ကျတော့ပြီးတဲ့သူတွေကဒီအတန်ကိုကြားကိုမပြလိုက်ဘူးအဲအတန်ကြားလိုက်တဲ့သူတွေကတော့အင်းဒီလေးကဒီပြီးပြီပေါ့အဲနည်းနည်းပြည့်စုံနေရတာပေါ့အဲ့လိုလေးရှိလက်ရှိမှာဒေတာကန်အများစုဟာရွာရီထဲမှာမနေရကြတော့ပဲ တောတောင်တွေထဲနဲ့လေကင်းတွေထဲမှာသွားရောက်နေထိုင်ကြတယ်လို့ဆိုပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်ရေနံထွက်တဲ့ပေါက်ညွန့်နယ်တွေကဒေသခံအများစုဟာရွာတွေထဲမနေရကြဘူးလို့ပေါက်ညွန့်နယ်ဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတယောက်က RFA ကိုပြောပါရယ်။အခုဆိုရင်တော့ဒီဒေသခံကြီးရွာတွေဆိုလို့ရှိရင်တို့ဟိုကိုရွာနဲ့ကိုပြန်မနေရဘူး။ညာဆိုလို့ရှိရင်လည်းပြန်ပြီးမနေရဘူးပေါ့နော်။ဟိုအခုချိန်မှာတော့ကျွန်တော်ဟိုမိဆက်ရဟိုတောတောင်တွေထဲမှာလည်းနေနေနေကြတယ်။ပစ္စည်းတွေကညာရှိရင်တော့ပြန်ယူရယ်။ ပြီးရင်တော့ရွာထဲမှာမနေရကြဘူးပေါ့နော်တောင်ညိုတရက်ကန်စုံကုန်ကျက်စုအိုင်းအပါအဝင်ရွာပေါင်း900ခန်းကဒေသခံ1000ခန်းလည်းဒီနေ့အထိဘေးလွတ်ရမှာပဲနေထိုင်နေကြရတယ်လို့ဆိုပါတယ်။လက်ရှိလည်းရေနံမော်လုပ်ငန်းတွေရဲ့80ရာခိုင်နှုန်းခန့်ရပ်ထားရတယ်လို့ဒေသခံတွေကပြောပါတယ်။မြန်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်ဘူလက်ရာကတော့တော်လိုင်းအဖွဲ့တွေစုမှုထားတဲ့ဒေသမှာလေကြောင်းအန္တရာယ်လွတ်ကင်းအောင် ပုံဖို့ချင်းတွေတူးထားကြဖို့တိုက်တွန်းထားတယ်လို့ RFA ကပြောပါတယ်။ကျွန်တော်မြန်ဘာကဖာနဲ့ထိဆက်ဘာကဖာတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီးခါမှစုမှုထားတဲ့နေရာတွေကိုတော့လေချောင်းခက်စစ်စစ်လောက်လာတယ်။အဲဒီလေချောင်းရံကာကွယ်ဖို့ရတော့ကတော့ကျွန်တော်တို့လည်းဟိုပြည်သူကတော့နေအိမ်နေနဲ့အနည်းဆုံးနေရာပေါ့လေချောင်းရံနေနံကြရသူရှင်ဂရုချင်းနဲ့အဆင်ပြေလို့ပုံနိုင်ရှောင်းနိုင်အောင်ပေါ့လှုပ်ထားဖို့ရတော့အတီးပေးထားပါတယ်။စစ်ကောင်စီတက်ရဲ့လေချောင်းရံတတိပေးချက်ကိုဖုန်းမက်ဆေ့ချ်စောက်တူနဲ့ရော လူမှုကွန်ရက်ကနေပါဒေတာကံတွေစီပညာပေးမှုတွေလုပ်နေတယ်လို့ကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။လေချောင်းဘုံကျဲမှုကြောင့်ဒေတာကံတွေတည်ဆုံးတဲ့အပေါ်တုံ့ပြန်မှုရဖို့စစ်ကောင်စီရဲ့မကွေးတိုင်းပြောခွင့်ရသူလူမှုရေးရာဝန်ကြီးဦးမျိုးမြင့်ကို RFA ကဆက်သွယ်ခဲ့ပေမဲ့ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။စစ်ကောင်စီတပ်ဟာနှမည်စုံမှုနိုင်မှုမရှိတော့တဲ့နေရာတွေကိုစစ်ရေးပြမှတ်ဖြစ်တတ်မှတ်ပြီးလေချောင်းအုံပြုတိုက်ခိုက်နေတာလို့စစ်ရေးနိုင်ငံရေးလေလာသူတွေကပြောပါတယ်။ RFP ရဲ့စီရင်နေအရာတော့2024ခုနှစ်အတွင်းစစ်ကောင်စီတရဲ့လေကြောင်းနဲ့လက်နက်ကြီးကြောင့်နိုင်ငံတော်မှဒေသခံ1969ယောက်တိစုံခဲ့ရပါရှင်။